ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတွေပြန်လည်အုပ်ချုပ်နေတဲ့လာရှုံမြို့မှာတနက်ကင်ထားတဲ့လူတစုကအမျိုးသမီးတဦးကိုဓမြတိုက်ပြီးတော့ကားနဲ့လက်စွပ်နှစ်ကွင်းလူယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ17ရက်နေ့မွန်းလွဲ2နာရီခန့်မှာလာရှုံမြို့ရက်ွက်တဲ့ ပါရမီလန်းကအမျိုးသမီးတဦးဟာ၎င်းရဲ့အိမ်နဲ့မလန်းမကမှာရှိတယ်။ရန်တိုင်းအောင်လမ်းဘက်မှာဓမြတိုက်ခိုင်ရခြင်းဖြစ်ပြီးတော့တနက်သမားတွေကဈေးကနေပြန်လာတဲ့အမျိုးသမီးရဲ့ကားကိုပိတ်ရက်ကကားနဲ့လက်စွပ်များကိုလူယူသွားခဲ့ခြင်းဖြစ်တယ်လို့ရက်ကွက်နေပြည်သူတဦးကပြန်လည်ပြောပြထားပါရတယ်။တနက်ကင်ထားတာက၂ယောက်၊ဓားကင်ထားတာက၁ယောက် ပါသွားတာကကရောင်းအဖြူရောင်မော်ဒယ်အမြင့်ကားနဲ့လက်စွပ်နှစ်ကွင်းဖုန်းတစ်လုံးကားကတော်တော်လှတာသူတို့အမတ်တည်းရဲစခန်းမှာတိုင်ထားတယ်လို့တော့ပြောတယ်လို့၎င်းကရှင်းပြထားပါတယ်။လာရှုံမြို့ကိုစစ်ကောင်စီကပြန်လည်အုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာဒူးစရိုက်မှုများဟာပုံမှုများပြလာပြီးတော့မေလ17ရက်နေ့ကလည်းလာရှုံမြို့ရရနာထွန်းလန်းမှာစကူဖီစိုင်ကယ်မိုးပြရောင်ဒစီပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီမေလ17ရက်နေ့မှာပဲလာရှုံမြို့ရက်ွက်ဆက်နဲ့ဟူးမွန်ရွာအတွင်း မန်နာသွားတဲ့လမ်းမှာရှိတဲ့နေအိမ်အတွင်းကိုဓာတ်ကင်ဆောင်ထားတဲ့လူသုံးဦးကလာရောက်ပြီးတော့ရန်ပြုတ်ခဲ့ပြီးဆိုင်ကယ်ကိုယူဆောင်သွားတယ်လို့နီးစပ်သူတို့ကပြောပြထားပါဗျ။ကြောက်လွန်းလို့အောင်ငုံနေတာဘယ်သူမှရောက်မလာဘူး။ဘေးအခန်းကအကိုကခေါင်းထိသွားတာတုံးချက်ချုပ်လိုက်ရတယ်လို့၎င်းကရှင်းပြထားပါဗျ။လက်ရှိလာရှိုးကိုထိန်းချုပ်နေတဲ့စစ်ကောင်စီက၎င်းတို့ရဲ့ဌာနဆိုင်ရာများပြန်လည်အခြေပြုနိုင်ရေးကိုသာအဓိကလှုပ်ဆောင်နေပြီးတော့မြို့ကိုဥပဒေစိုးမိုးနိုင်ဖို့အတွက်စ조사မှုအားနည်းနေတယ်လို့ပြည်သူအများကဝေဖန်ထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ